ထင်တယ်ဆိုရင်မကွေးဒီကားနဲ့ပတ်သက်ပြီးတော့ဒီတူ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 ထိုးမယ်လို့ထင်တယ်အဲ့တော့မကွေးကသူရိုက်ခဲ့တဲ့ကားတွေကပန်းနဲ့နမဲနဲ့ပဲပြရပြီးလို့ရှိရင်မကွေးတတူနေတဲ့ထိုးထားတာဆိုလည်းတွေ့ရတယ်ဆိုတော့ဒီကန်းခေါ်ပန်းလေးလည်းမကွေးထိုးတာတော့မသိဘူးပေါ့နော်အာထိုးလို့ရှိရင်လည်းမကွေးနေရတော့လှနေအောင်မလို့ထင်ပါတယ် ြစ်လာပါရှင်ဟုတ်ပါဘူးဒီကားဆိုလို့ရှိရင်ဒါမကွေးရဲ့ကမ်းဘက်လိုလည်းပြောလို့ရတယ်ဆိုတော့အရင်ရင်ခုန်နေပါရဲ့ဝတ္ထုကလည်းနာမည်ကြီးပြီးသားဝတ္ထုလေးဖြစ်နေရဲ့ဆိုတော့ဘယ်လိုမျိုးတင်ဆက်ထားမလဲဘယ်လိုမျိုးလာမလဲဆိုပြီးတော့အရင်နေပြောနေထားပါရဲ့ဟုတ်ကဲ့ဟုတ်အတူတူကမနက်ပြောရင်ဒီအချို့ဝတ္ထုတွေပါရဲ့ဆိုလို့ရှိရင်တော့တက်ပြီးတော့မဖတ်ဖြစ်ဘူးအခုတစ်ခါပြည့်တဲ့ဝတ္ထုတွေကကျတော့ဆရာကြီးရွှေဦးတောင်လို့ပြီးတော့ဒီဘာသာပြန်မော့နော်ဆရာဦးခွေမြင်းတို့အဲ့လိုဟာမျိုးတွေပဲဖြစ်ဖြစ်တာတော့များပါကမ်မီးယားစာအုပ်တွေပြီးကျွန်တော်သားအဟာရပေးရဲ့စာအုပ်တွေအဲ့လိုဟာမျိုးဖြစ်တယ်ခေလာကြည့်ပြီးတော့ရင်ခေါင်းကဟာတစ်ပတ်ပေါ့လေအခုဒီ ကားလုံးပြရတော့မယ့်ချိန်ကြလို့ရှိရင်ဘလို့ဖြစ်မလဲဆိုပြီးတော့ပိုရင်ခုံးတယ်ဖြူလာကျတော့ဒီဇလန်တစ်ပြည့်မှရှိရတာကောင်းကောင်းတဲ့ဟာစင်းလေးကိုတော်တော်နည်းနည်းလောက်ကိုပြပြထားဆိုတော့ဒီတကယ်ဇလန်ထဲမှာကျတော့ဘလို့ဖြစ်ကောင်းတဲ့စင်းတစ်ထပ်ပါအောင်လည်းမသိဘူးလေနော်အဲ့ဒါကိုတော့ပို့ပြီးတော့ကြည့်ချင်ပါရဲ့ရှင်ဘိုးရဲ့ဖန်ပါတော့အာတို့တို့ငယ်ငယ်တုန်းကဒီ10နှစ်ရွယ်လောက်ကဘိုးရဲ့ကားတွေကိုကြည့်ခဲ့ရဆိုတာလေးဟုတ်ကဲ့ပါ ှင်တယ်ဆိုရင်မကွေးဒီကားနဲ့ပတ်သက်ပြီးတော့ဒီတတူးတတူးထထိုးမယ်လို့ထင်တယ်အဲ့တော့မကွေးကသူရိုက်ခဲ့တဲ့ကားတွေကပန်းနဲ့နမဲနဲ့ပဲပြရတယ်ပြီးလို့ရှိရင်မကွေးတတူးနေတဲ့ထိုးထားရဆိုလည်းတွေ့ရတယ်ဆိုတော့ဒီကန်ခေါ်ပန်းလေးလည်းမကွေးထိုးလားတော့မသိဘူးပေါ့နော်အာထိုးလို့ရှိရင်လည်းမကွေးနဲ့ကတော့လှနေအောင်လို့ထင်ပါတယ် မိုက်တယ်လို့ပြောလို့ရတာပေါ့ဒါမိခလေးတယောက်အနေနဲ့ဒါသူသူလုံးချင်တာကိုသူလုံးခွင့်ရှိရဲသူလုံးရဲတယ်ပေါ့နော်ဘိုးကြောင့်လည်းပြည့်ပြည့်ချက်တွေများတာပေါ့မိခလေးဖြစ်ပြီးတတူးကြီးနဲ့ဘာညာဆိုတော့အဲ့လိုမျိုးဘီးမဆိုင်ဘူးသူလုံးချင်တာကိုသူလုံးပြီးတော့ဒါဝါသနာပါနေရလို့ပြောလို့ရတာပေါ့နော်ဟုတ်သူတစ်ခါတော့စမ်းပြီးတော့လုံးကြည့်မှာပဲပြီးတော့မှဒါကိုကြိုက်တယ်ဆိုရင်ဆက်လုံးမယ်ကိုတို့မှားနေရဆိုလို့ရှိရင်တော့ဆက်မလုပ်တော့ဘူးအဲ့ဒါအဲ့လိုမျိုးအနေနဲ့ပဲထားသွားမှာပါဟုတ်စဉ်းစားထားတာလေးတော့ရှိရဲအကြောင်းလေးမွေးထားပြီးဆိုအဲ့အကြောင်းလေးကိုချစ်လို့ပါအဲ့အကြောင်းပေါ်စံတတူးတွေထိုးမလားတော့စဉ်းစားထားတာလေးတော့ရှိပါတယ်ဟုတ်ကဲ့ဆရာတို့တခြားအဲ့လိုတတူးကို ရန် crazy ဖြစ်နေရမျိုးတော့မရှိဘူးပေါ့လေအကိုနောက်ပိုင်းသဘောကျအဲ့တော့သူကလည်းအဲ့လိုအဆထိုးလိုက်ပြီးဆိုနောက်ပိုင်းဆက်ထိုးခြင်းလည်းဆိုပြောကြရလေးလည်းရှိရဲဆိုတော့အခုကတော့အဲ့လိုအဆမလုပ်ရသေးဘူးဆွဲသွားမှာဆိုလို့ပေါ့။မြရရဲ့နေရာမျိုးလေးမှာထိုးပြဖို့ပြပါဥမာလက်မောင်းလေးလိုပါအဲ့လိုမျိုးလေး။တားလေးတားလေးတယောက်လိုဖြစ်နေရပေါ့နော်။အကိုမွေးထားရဲ့ပထမအဦးဆုံးဒါတိရစ္ဆာန်လေးပေါ့။အဲ့တက်တော့ဘာလို့တားလေးပေါ့။တားလေးဆိုတော့ဒါကိုတက်ကကလေးတယောက်လိုပဲဖြစ်တယ်။ နာမည်လေးရောမလို့ပေးထားတယ်အာကီကီလို့ခေါ်ပါတယ်သူအိမ်မှာတော့နာမည်စုံညောင်ခေါ်တာပေါ့နော်ပိုကီလို့လည်းခေါ်ကြတယ်သူအပြီးကီကီမင်းသားကီကီအစုံမဲ့အဲကဘုံတော့ချစ်ကြတော့ပေါ့လေသူအမျိုးစုံခေါ်နေကြဟာအခုမှသူတနည်းသုံးလပဲရှိအောင်ငယ်တော့ငယ်သေးရဟုတ်ကဲ့ဟုတ်ကလေအရန်မချွဲတော့ဘူးကိုကသူ့ပြန်ချွဲနေရတာပေါ့နော်အဲ့လိုပုံစံလေးပေါ့ဟာအရန်ခြေတာသူစားစားချင်ပြီသူမုတ်စားချင်ပြီဆိုမှပဲကိုတော့ပြန်ပြီးတော့လာကတ်တာပေါ့နော်ပြန်ပဲညာဘက်အိတ်ကြီးဆိုလို့ရှိရင်သူ့ဘေးနဲ့မှာမြဲတဲ့လာအိတ်တဲ့ အတိရသူ့ကိုစပြီးတော့မွေးတယ်ကိုလက်ပေါ်မှာပဲစပြီးခေါ်လာဆိုတော့အဲတခုခုဆိုလို့ရှိရင်ကိုကိုကတ်တယ်ရေးချုပ်မှုဆိုလို့ရှိရင်တော့ကိုစီကိုရောက်လာမျိုးလေးတော့များပါတယ်တော်တော့တာပေါင်းညာစားလေးပေါ့သူ့ကိုခရမီဘသူကြွေးလဲအင်အားအဖေဆိုလို့ရှိရင်သူ့ကိုခရမီကြွေးတော့သူ့ဖိုးရှူတိုးတိုးပြီးတော့ကတ်တယ်ခရမီစားချင်ပြီဆိုလို့တိုးတိုးကတ်တယ်အဲ့လိုမျိုးပေါ့အာညာဘက်တွေအေးရနှိုးလို့ရှိရင်အင်အားအမလက်ကိုသွားနှိုးတယ်အဲ့လိုသူ့ကိုဘာလို့လို့ရှိရင်ဘလို့ရရဆိုသူကုန်သိရတယ် အမှားတော့ကြာတော့သူခွေးလေးတကောင်မွေးဘူးအဲ့ဒါကြောင့်အရင်အမကခေါ်လာပြီးတော့မွေးတာမျိုးလေးပေါ့နော်ဒါလည်းတယုံစင်နေဖြစ်ခဲ့ရတာပေါ့နော်ဟိုဒါလေးကကြတော့တူတူကိုယ်တိုင်းပဲအာမွေးပထမဆုံးစပြီးမွေးစားရကြတော့ဒါကြောင်လေးလို့ပြောလို့ရတာပေါ့လေဟုတ်ကဲ့မွေးသေးချင်အောင်အစမမွေးခင်တော့ကြာအလောက်ကြီးမသိဘူးပေါ့နော်တချို့ဆိုလို့ရှိရင်သူတို့ကြောင်လေးအခုလို့ပေါ့ကားလေးလို့ကလေးလေးလို့မြီးလေးလို့ပေါ့ဟဲ့အပေါ်ကြီးလုံနေဆိုပြီးကွန်ချင်ခဲ့မိရပါတော့ဘာလို့များအဲ့လိုခေါ်နေကြတာလဲမသိဘူးပေါ့ကိုလေးတကယ်မွေးလဲမွေးလိုက်တော့မှလေ မလေးခလေးလေးတားလေးခလေးဘလို့လေးပူတူတူလေးပေါ်တယ်မမေ့သားလေးဆိုရောပါအလောက်ကြီးကအသက်လောက်ချစ်ရတာဆိုတော့လေအော်လို့ငါတို့သူများတို့ပြောခဲ့မိရငါမားပြီလို့ငါအခုငါကူတဲ့ကြုံတွေ့နေရရေးဆိုပြီးတော့ဖြစ်တာပေါ့နော်ကိုကိုတိုင်းမွေးချီးမှပဲဒါတရိษံလေးအပေါ်လဲပူပြီးတော့တနာ ်တနာတဲ့စိတ်ကလေးလည်းဝင်လာတာပေါ့လေဟုတ်ကဲ့ဖန်ပေါ့နော်ဟိုကြောင်လေးတွေလမ်းပြကြောင်လေးတွေမြင်ပြီဆိုလို့ရှိရင်ဒီဘယ်လိုပြောမလဲသူတို့ကိုဟေးတနာလိုက်တာပေါ့ဟာသားလေးသာဆိုလို့ရှိရင်ဘယ်လိုနေမလဲမသိဘူးအရင်တနာရတာပဲလို့သူတို့ခုခုဆိုလို့ရှိရင်ပေါ့နော်အမှခရမီလေးပါလာရင်ကောင်းမှာပဲလို့စဉ်းစားမိရဲ့အဲကြောင့်နောက်ပိုင်းအပြင်သွားလို့ရှိရင်တော့မှဒီအစာကြောက်ကလေးတွေပဲဖြစ်ဖြစ်ဒီခရမီလေးတွေပဲဖြစ်ဖြစ်တဲဝရပေါ့နော်ခုခုဆိုလို့ရှိရင်သူတို့ကိုကျွေးလို့ရအောင်ပေါ့ဟာမှာ ဟုတ်ကဲ့ပါပရိသတ်ကြီးရှင်တူတူအားပေးနေကြတဲ့သူတွေအကုန်လုံးကျေးဇူးအများကြီးတင်ပါတယ်လို့ပြောချင်ပါတယ်ပြီးတော့တူတူပါဝင်ကြိုးဆောင်ထားတဲ့ပြိုးဝင်ဆိုရဲကျောင်းသားကားလေးကလည်းမဟာ application မှာပြန်နေပြီဆိုတော့အာဆက်မှုရှင်ပေးပါအောင်လို့ပြောချင်ပါတယ်ရှင်